အားလုံးပဲမင်္ဂလာပါဗျာခေါင်းဆက်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးရောနေပြီးတော့ကတက်ထိန်ဗိုလ်ကြီးတယောက်ရဲ့ပြစ်တင်ဝေဖန်ခြင်းကိုခံနေရတဲ့ဇော်ဖိုးရင်ရုပ်သံဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာဇော်ဖိုးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘလို့ဒီပြန်လည်ဖြည့်ရှင်းထားကြတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားတုံးတဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းခေါင်းဆက်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ 20ရက်4လ2025ပေါ့နော်ကျွန်တော်ခုနေ့ကနေပြီးတော့တထိန်ကြီးလေးပေါ့နော်အကောင်အောင်နဲ့ကျွန်တော်နေ့ကအဲ social public area မှာပေါ့နော်အဲတော်တော်လေးကိုနာမည်ကြီးသွားတယ်ပေါ့ကျွန်တော်ကလည်းတက်မတော်ချစ်တဲ့လူတက်မတော်သားတွေကိုချစ်တဲ့လူအဲတထိန်ရတယ်လက်ရှိညီလေးရတယ်လက်ရှိတက်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့ညီလေးပေါ့နော်အဲအဲ့ဒီမှာဘာသွားပြီးတော့ပြဿနာတက်တာလဲဆိုတော့အဲ့တထိန်ညီလေးရဲ့အောက်မှာ ကျွန်တော်လိုလို account တွေကျွန်တော်ကျွန်တော် account ပေါ့နော် account တွေကလိုက်ရှာကြည့်လိုက်ကျွန်တော်ရဲ့ account တွေအများကြီးပဲအဲတချို့ဆိုကျွန်တော် account တွေက follower ကျွန်တော်ထက်တော်များသေးတယ်ဘာဖြစ်လို့လဲဆိုကျွန်တော် account ခဏခဏကျတာဟုတ်ကျတော့အဲ့တော့အဲ့တရင်းကြီးလေးကသူကလည်းဟာကိုစောဘုန်းကြီးကတက်မတော်ချစ်တယ်လေပြောသေးတယ်ငါအောက်မှာလေငါ့ကိုဒါမျိုးတွေလာပြောတယ်ဆိုပြီးသူကလည်းကျွန်တော်ထင်ပြီးတော့မှမန့်နေလို့သူကပြန်ပြီးလိုက်တာအဲပြန်ပြီးလိုက်တာပြန်ပြီးလိုက်တော့ကျွန်တော်ကလည်းသူများလာပို့တော့ပေါ့နော်သူများလာပို့တော့ဟာကျွန်တော်ကျွန်တော်မှမဟုတ်ဘဲနဲ့မဟုတ်ဘဲတော့အဲ့မှာကျွန်တော်နဲ့သူနဲ့တယောက်နဲ့တယောက်သဘောထားကွဲလွဲသွားတယ်နားလည်မှုလွဲသွားတယ် ားတယ်မလို့ရတော့ကျွန်တော်ကဟိုပေါ့နော်ပြီးတော့ကျွန်တော်ကအဲ့နေကအကောင့်ပြသွားတော့မသိလိုက်တော့မသိလိုက်တော့အဲသူကနေပြောနောင်နေမနေ့မှာအကိုကြီးတို့ဟိုဟေးအကိုကြီးအကိုကြီးနဲ့ညီလေးနဲ့ဈာမနားလည်းမလို့လွင်နေတယ်ထင်တယ်အဲ့ဒါကြောင့်မလို့အကိုကြီးကိုညီလေးမားတာရှင်ဝန်နာမိပါဟုတ်တောင်းမနေတော့ဆိုတော့အေးညီလေးအဲ့ဒါအကိုကြီးလက်ညီလေးကိုပြောမလို့လို့ဒါပြန်ညီလေးဖုန်းနံပါတ်ကိုကြီးမှမရှိတော့ညီလေးကိုကိုကြီးဖုန်းနံပါတ်ဘယ်လိုတောင်းရမှန်းမသိလို့လို့အဲ့ဒါညီလေးကိုဖုန်းဆက်လာတာနဲ့အတော်ပဲလို့အကိုတို့တက်မတော်နဲ့တက်မတော်သားတွေကြားမှာ အကူတို့တို့တက်မတော်ဝင်ရထောက်ခံတယ်အားပေးတယ်တက်မတော်သားတွေကိုချစ်တယ်အနိုင်ငံကိုချစ်တယ်လူမျိုးချစ်တယ်တက်မတော်ချစ်တယ်တက်မတော်သားတွေကိုချစ်တယ်တက်မတော်သားမိသားစုတွေကိုချစ်တယ်အကူပေါ့နော်အကူကလည်းလို့ညီလေးပေါ့မှာအဲ့လိုစိတ်မရှိဘူးလို့ဒါပေမဲ့အကူတို့အဲ့လိုတက်မတော်သားကိုချစ်တဲ့စိတ်အဲတက်မတော်ဝင်ရနေတဲ့လူနဲ့တက်မတော်သားတွေနဲ့ကြားမှာရွေရွေရွေချက်ချင်းရှိသူ့ခွဲခဲ့လို့အကူတို့နဲ့ရောဒီလိုမျိုးမဖြစ်တဲ့ ပြဿနာဖြစ်သွားတာပေါ့နော်အခုတော့ကျွန်တော်တို့ ਨੇ တက်မတော်တတိယညီလေးကညီကိုအရင်လိုကိုဖြစ်သွားပါပြီနော်အဲသူရေပြောတာတွေဆိုတာတွေကလည်းအကောင့်သူကဂျာဝင်သူသူတက်ချူသူခွဲတဲ့အတွက်ပေါ့နော်ကျွန်တော်တို့အဲ့လိုဖြစ်သွားတာပါနားလည်မှုလွဲသွားတာတယောက်နဲ့တယောက်ခွန့်လွတ်နိုင်တယ်ဒီခံနိုင်တယ်အဲအတူတူလက်တွဲပြီးတော့အရသာဘဝနဲ့လေနိုင်ငံနဲ့လူမျိုးတို့တက်မတော်အတွက်တက်မတော်သားတွေအတွက်ဆက်လက်ပြီးဆက်သွားမယ်အဲတက်ထင်းလေးရတယ်အဲတက်မတော်တွေမှာလက်ရှိတာဝန်ထမ်းဆောင်ပြီးတော့မှတက်မတော်ရဲ့ကောင်းအောင်ကောင်းကျိုးပြည်သူရဲ့ကောင်းအောင်ကောင်းကျိုးတည်မှုသွားမယ်လို့ကျွန်တော်တို့နေ့ရက်ကဂရီကိုတွေပြုတ်ပြီးတော့မှနားလည်မှုရှိသွားနဲ့အတူတူပြန်လက်တွဲထားပါတယ်ခင်ဗျာနားလည်မှုကြောင့်နားလည်မှုလွဲသွားလို့ဖြစ်သွားတယ် တနာပါတစုံတစည်းမှာကျွန်တော်တို့နှစ်ယောက်မှာဘာမှမရှိတော့ပါဘူးအားလုံးပြီးဆုံး